ားလုံးမင်္ဂလာပါတော်ရီဝမ်းကနေပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီဗီဒီယိုမှာတော့ A0 ထဲမှာလက်မှတ်ဘယ်လိုထည့်ရလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က Excel ထဲမှာလက်မှတ်ထည့်ဖို့ဆိုရင်ကျွန်တော်တို့နီလန်းမျိုးမျိုးရှိတယ်ပေါ့နော် Photoshop သုံးတတ်တဲ့သူကြတော့အဲကျွန်တော်တို့ဒီလက်မှတ်တစ်ခုအပြင်မှာစာရဲပုံမှာထိုးလိုက်ပေါ့နော်ထိုးပြီးသွားရင်အဲ့ဒီဟာလေးကိုကျွန်တော်တို့က Photoshop ရဲ့ထည့်ထည့်ပြီးသွားရင် background တွေပါဖြတ်ပြီးတော့ PNG ပုံစံမျိုးနဲ့ ပြန် format ပြောင်းလိုက်ပြီးတော့ဒီ excel ကိုပြန်ထည့်လို့ရတယ်ပေါ့နော်ဒါကတော့ photoshop သုံးတဲ့သူကြတော့ပို့ပြီးတော့တက်တက်ရဲ့ပို့ပြီးတော့အဖြစ်တဲ့လက်မှတ်တစ်ခုကိုဒီမှာထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဟို photoshop လည်းကိုကမသုံးတဲ့ချင် excel ထဲမှာပဲကျွန်တော်ထည့်မယ်ရတယ်အကျန်းလောက်ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်ဒါကြီးချောစရာလည်းမလိုလက်မှတ်လေးပါဝိုင်းရပြီအဲဒါမျိုးဆိုကျွန်တော်ဘယ်လိုထည့်မလဲကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်အရင်ဆုံးဘယ်လိုသွားရမလဲဆိုတော့ကျွန်တော်ကဒီမှာ home ထဲကနေပြီးတော့ insert တက်ကိုပြောင်းလိုက်ပေါ့နော် insert ထဲကညာဘက်ချမ်းမှာကျွန်တော် test ဆိုရဲကလေးရှိတယ်ပေါ့နော် link ငယ်ပေးမှာပေါ့ ။ test screw တွေကကျွန်တော် object ထဲကိုသွားပေးပါ။အဲ့တော့ဒီ box လေးပေါ်လာလိမ့်မယ်။အဲ့တော့ window 10 user တွေကကျတော့ကျွန်တော်ဒီနေရာလေးမှာ bitmap image ဆိုတာလေးကိုရွေးပြီးတော့ okay နှိပ်လိုက်ရင် computer မှာပကြီဆွဲတဲ့ software လေးပွင့်လာလိမ့်မယ်ပေါ့နော်။အဲ့တော့ window 11 user တွေကကျတော့အောက်ဆုံးကိုဆင်းပါ။ဆင်းပြီးသွားရင် paint brush picture ဆိုတာလေးကိုကျွန်တော်ရွေးပါ။ပြီးသွားရင် okay နှိပ်ပါ။ okay နေပြီးသွားရင်ကျွန်တော်တို့ computer မှာပကြီဆွဲတဲ့ software ပွင့်လာမယ်ပေါ့နော် window 11 user တွေကလည်းအခုလိုပေါ်မှာပေါ့နော်ဆိုတော့ဘေးမှာကျွန်တော်တို့ကတခဲသားရဲ့အထူပါပေါ့နော်ဒါလေးရွေးလို့ရပါတယ်ကျွန်တော်တို့လည်းလောလောဆယ်2လောက်ပဲထားလိုက်မယ် ပြီးတော့ရအပေါ်ကဒီ tools တွေထဲမှာကျွန်တော်တို့ဒီ kernel လေးရှိရပေါ့နော် kernel လေးယူယူပြီးတော့ကျွန်တော်တို့ဒီမှာအာ color တွေပါလေးရွေးလို့ရတယ်ပေါ့နော်ဒီမှာကိုကြိုက်တဲ့ color လေးတွေရွေးပါကျွန်တော်ထားပါလောလောအနီရောင်လေးကနာယူလိုက်မယ်ပြီးတော့ရဒီပေါ်မှာဆယ်ပါတကယ်လို့ဒီမှာ site ကသေးနေတဲ့အတွက်ခဲတော့နည်းလေးပြန်ပါပြီပေါ့နော် kernel လေးဝင်မှာ site ပြောင်းရင်ပိုကောင်းပါတယ်အဲ့တော့ဒီလိုလက်မှတ်လေးထိုးလိုက်ထိုးပြီးွားရင်ဒီ software ကိုပိတ်ချလိုက်ပါတော့ကျွန်တော်တို့ဒီမှာ screen ချုပ်နေတာဆိုတော့ပိတ်တဲ့ခလုတ်လေးကဒီဘက်မှာမမြင်ရအောင်နော်အဲ့ဒီဘက်ကိုနည်းနည်းရွှေ့ပြရမယ်ကျွန်တော်ဒီမှာ close button လေးကိုနှိပ်လိုက်မယ်အဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာ အဲဒီ exe တဲ့ကိုလက်မှတ်လေးရောက်လာပြီပေါ့နော်ဒီမှာတော့ကျွန်တော်ကဘောင်လေးပေါ်နေတယ်ဘောင်လေးပေါ်နေတာကိုကျွန်တော်တို့ကဘယ်လိုမျိုးပိတ်ရမလဲဆိုရင်နော်ဘယ်လိုမျိုးဖြုတ်ရမလဲဆိုရင်ဒီပုံလေးကိုနှိပ်ထားပါပြီးတော့ရင်ကျွန်တော်ဒီ home inset ရေဟိုးနောက်မှာကျွန်တော်တို့အာဘာလေးရှိမလဲဆိုတော့ဒီ shape ဆိုတဲ့ format လေးရှိမယ်ပေါ့နော် shape format ပေါ့အဲ့ထဲမှာကျွန်တော်ဘာလုပ်ကမလဲဆိုရင် shape ကလေးကိုပြင်ပါဆိုတော့ shape style group တွေက shape outline ဆိုတာလေးကိုကျွန်တော်က no outline လေးထားပေးပါနော်ကျွန်တော်ဒီမှာ screen ချုပ်နေတာဒါလေးတွေ PC လေးတွေဖြစ်နေကိုယ့်ရဲ့ computer မှာတော့ဒီလို PC လေးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ပုံလေးကိုတစ်ချက်ထားပြီးတော့နောက်ဆုံးမှာပုံနေတဲ့ shape format ထဲကိုသွား shape style ဆိုတဲ့ group ထဲမှာကျွန်တော်ကမလုပ်ပေးရမလဲဆိုတော့ဒီမှာ no outline လေးထားပေးပါဒါဆိုရင်ဘောင်ပြောက်သွားပြီလက်မလေးဖြစ်သွားပြီရသွားပြီပေါ့နော်ဒီကောင်လေးကိုကျွန်တော်အချုံချဲလုပ်လို့ရတယ်တကယ်လို့ပြင်ရင်နှစ်ချမ်းနေလိုက်ရင်သူကမကြည့်ဆွဲတဲ့ software တွေကိုပြန်ရောက်သွားမှာအန်နီလန်နဲ့ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ကိုက A0 ကိုအခြေခံမရသေးဘူးအခြေခံဘိုင်းလေးကိုပြန်လေ့လာခြင်းနဲ့ ။ပြီးတော့အခါမှာလုပ်ငန်းခွင်ဝင်လဲအိတ်ဇဲရလိုအပ်တယ်။အဲပြီးတော့ဒီ business လောက်ရထားရင်အဆင်ပြေပါတယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်ရှိမှာအိတ်ဇဲ for office ဆိုရဲဒါ online course လေးရှိတယ်ပေါ့နော်။အဲ video class ဖြစ်တဲ့အတွက်သင်တန်းကြီးတစ်ခါသွင်းရအောင်လဲကျွန်တော်တက်တက်တာလုံးလေ့လာလို့ရပါတယ်။သင်တန်းကြီးလေးကတော့၄000ပဲရှိပါတယ်ခင်ဗျ။အဲ့တော့အဲကျွန်တော်ဒီ course လေးကတော့ဒီ business ဆိုပေမဲ့ကျွန်တော်လုပ်ငန်းခွင်ဝင်လို့ရအောင်ဒေးစိတ်သင်ကြားပေးထားတယ်ပေါ့နော်။ certificate ဘိုင်းနေလဲပါတာဖြစ်တဲ့အတွက်အကွာစတီဇာရိုက်ဆိုင်ဖွင့်ထားရင်တော့မှအိတ်ဇဲနဲ့ကျွန်တော်တို့ဒီဗီဒီဘယ်လိုဆွဲမလဲပေါ့နော်ဒါတွေအစရရသွားတာပါလိမ့်မယ်အဲ့တော့ဒီတန်တန်းထဲမှာကျွန်တော်တို့ဒီ အဲဒီ format ချရတဲ့အပိုင်းလေးတွေပြီးသွားတဲ့အခါမှာကျွန်တော် table style သုံးတာတွေ row column တို့ရာ conditional formatting အဲဒီသုံးပြတဲ့အပိုင်းတွေပြီးသွားတဲ့အခါမှာ basic formula တွေ series series သုံးပြီးတော့ကျွန်တော်ကင်းကနန်းတွေ auto ဖြည့်တဲ့အပိုင်းတွေ filter လုပ်တာတွေအဲနောက်ပြီးသွားရင်ကျွန်တော်တို့က data တွေစီးတဲ့အပိုင်းတွေပေါ့နော်ပြီးရင် chef ဆွဲတဲ့အပိုင်းတွေတော့ကျွန်တော်ထည့်ပေးထားတာပဲထားထားတယ်ပေါ့နော် အဲ့ဒီထဲမှာကျွန်တော် link ချိတ်တဲ့သင်ခန်းစာတွေရော header footer တက်ပြီးတော့အဲဒါအသုံးချတဲ့အပိုင်းတွေနော်ဒါတွေအကုန်လုံးကိုကျွန်တော်တို့အဲသင်ကြားပေးထားတာဆိုတော့တချို့သောအာ course တွေမှာတော့မှ basic ကအဲ့လောက်မစုံဘူးပေါ့နော်ကျွန်တော်တို့ကတော့ basic course လေးကိုစီတနာပါပါလေးနဲ့ထည့်ပေးထားတာဖြစ်တဲ့အတွက်အဲ basic course လေးရပြီးသွားပြီဆိုရင်တော့မှကိုယ်အနေနဲ့စဉ်းစားပဲမှတ်မှတ်တွတ်တွတ်လုပ်ငန်းခွင်ပဲဝင်ဝင်လုံအောင်အဆင်ပြေစေရမယ်လို့ကျွန်တော်အားမခံပါတယ်အဲ့တော့ဒီသင်တန်းလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ကျွန်တော် comment ရေးခဲ့ပါသို့မဟုတ် page messenger မှာလာပြီးတော့အသေးစိတ်စုံစမ်းလို့ရပါတယ်ခင်ဗျာ